ပဲနေရရှိတဲ့64နေပြတာပေါ့ဘာလို့ဒီမှနေလဲဒီလွတ်လပ်နေလို့ခံစားလားဒီလွတ်လပ်နေပြီလို့ခံစားတော့ဒီရ66တော့ပိုလွတ်လပ်ပြီပေါ့နော်လွတ်လပ်ပြီလို့တော့ထင်တာပေါ့လွတ်လပ်တော့ပါပြီလွတ်လပ်နေပါပြီအင်းတကယ်လွတ်လပ်နေပြီတော့မတည့်ရမတည့်ပြည့်ရလို့မရဘူးပေါ့ပါတယ်ရှင်ဘာကြောင့်ကျွန်းနေရာဒီစားဒီမှာငြိမ်းချမ်းမှုမရသေးလို့ပေါ့ โอเคအဲ့ဒါကြောင့်လိုလိုက်ပြီးပါမရမရသေးဘူးပေါ့နော်အဲတကယ်လွတ်လပ်ပြောင်းဟိုတိုင်းရင်းသားတွေဘယ်လိုပုံပေါင်းပြင်နေပါတယ်လုပ်ပြင်နေပါအဲလွတ်လပ်မှုရအောင်တိုင်းရင်းသားအနေနဲ့ဆရာကြီးမြေပါတော့စက်တိပြည်လုံးမိလာကန်နေပြီးတော့ဒီကညာရဲ့မုံမင်းလွင်အားအဲ့မှာငញ្ញမ်းရေးတွေလှုပ်ဆောင်နေတယ်အဲ့ဒါတွေကိုဒုံးနဲ့တူညှိနှိုင်းပြီးတော့အဖြေရှာပြီးတော့လှုပ်ဆောင်မယ်ဆိုတော့ပြေဝရရအောင်ပြေပါတော့ စိမ့်ဆိုင်ပိုင်မင်္ဂလာဆိုင်ရဖွဲ့ပြေပါဆိုလူဟိုတမျိုးသားလုံးပေါ့တိုင်းသားတွေအားလုံးပေါ့ဖြည့်စင်မီကိုဖိုးချီဒီနေ့ဆိုရင်တော့69ခုနှစ်ပြည့်ပြီဟုတ်ကဲ့ပါဘာသာများဖြင့်ခုနကမိုးပေးပါတော့ဟိုအောင်မင်းတို့မှာဟောအမတရားအနေနဲ့ဒီလွတ်လပ်ရေးကြီးအတွန်းရှိတည်တန်းခိုင်မြဲအောင်ကျွန်တော်တိုင်းသားအားလုံးစုစည်းပြီးတော့ညီထိုင်ဖို့ပါပဲလွတ်လပ်တကယ်လွတ်လပ်ပြီလို့ထင်တယ်ထင် ပါကြ။အရင်ကလိုမလုပ်တော့ဘူးလေ။အရင်ကလိုမလုပ်တော့ဘူးပေါ့။စစ်ဆင်ပြီးတော့ဘယ်လိုဖြစ်စီရင်ဒီလိုလိုက်နေ။ဟင်းဖူပြီးတော့လှုပ်လိုက်ကြတော့။ပါကြ။အမေရ။ဒီလိုမျိုးတစ်ခါမှမဖြစ်ဘူး။အမကလွတ်လပ်တဲ့မှာတခုပြောမယ်ဆိုရင်တော့အဲ့လိုပေါ့အခု ဘယ်လိုပြောမလဲတိုင်းတန်းအားလုံးနဲ့ဒီဆွေးရနေတဲ့ဟိုငင်းငင်းချင်းချင်းတဲ့နေနိုင်အောင်ဒီနိုင်ငံတော်အကြီးအကဲတွေအများကြီးဟိုစီမံခန့်ခွဲဖို့လိုတာပေါ့နော်ထင်တာအဲ့လိုထင်တာဒါတော့ကိုကြီးတယောက်နဲ့တယောက်နဲ့ခိုင်ယူချက်ချင်းတော့မတူကြဘူးပေါ့သမီးတို့ကတော့လွတ်လပ်ပြီလို့တော့အာဆန်မမျိုးတွေလွတ်လပ်ပြီလို့ဘာကြောင့်လွတ်လပ်ပြီလို့ထင်လဲဆိုတော့ ားလုံးသိပါတယ်။ဘာကြောင့်လွတ်လပ်ပြီလဲဆိုအားလုံးသိပါတယ်။ไปไปบ่ามันผิดบ่เนาะตะบงนี่บ่าได้บ่ရှိแต่เนี่ยแม่มาสุแล้วกาอะไรบ่าสวยอ่ะบ่าရှင်มันผิดเสร็จจังว่ะสิเสร็จไปแล้วลุลละผิดคือผิดสิရှင်นายยันตะคู่ละโหจี้ว่ะเนี่ยอ่ะซาลุลละสิရှင်